င်္ဂလာပါ။အဲဆင်ပြေကြလား။ဝိုင်းကတ်တွေတုံးနေကြပြီလား။အာခင်ဝီအိတ်တော့တုံးမယ်စဉ်းစားတိုင်း။တုံးမယ်အခုလဲ။အကြောင်းဒီနေ့ဒီနေ့အစီအစဉ်အားလည်းပဲဝိုင်းကတ်အကြောင်းပဲပြောကြမှာပေါ့နော်။ဆိုအက်ဒမင်စီကူရဲ့ဝိုင်းကတ်ကိုမေးလိုက်မယ်ပေါ့ဆက်စုလိုက်မယ်ပေါ့နော်။သူဘာကြီးကြိုက်နေလဲပေါ့။ဟိုဂျာလဲမှာတော့နှစ်ပတ်နီးပါးလောက်လိုသေးရဆိုပေမဲ့လို့ ိုအခုပြင်ထားတာတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဝမ်ကပ်မှာဘာတွေရွေးတင်လဲဘယ်လိုမျိုးစဉ်းစားတင်လဲဆိုတာလေးသဘောပေါက်မှာပေါ့နော်ဆိုစီကူရဲ့ track ကလေးစက်စုကြည့်လိုက်မယ်ပေါ့စီကူရွေးပြီလားဝမ်ကပ်ကရွေးပြီပြီဆရာရွေးပြီပြီအတီးတော့မဟုတ်သေးဘူးပေါ့နည်းနည်းတယောက်နှစ်ယောက်လောက်တော့ပြောင်းကျင်လဲပြောင်းလောက်တယ်ဗျဟုတ်တယ်နော်ဝိုင်းကက်ကကျွန်တော်တို့သုံးတော့လည်းအဲ့တိုင်းပဲလीဒါပေမဲ့နောက်ဆုံးကြရင်တော့လည်းပဲကိုအရင်ဆုံးရွေးခဲ့တဲ့ဝိုင်းကက် draft အတိုင်းပြန်ဖြစ်သွားတာပဲပေါ့နော်ဟုတ်ပါဟုတ်ပါ 오케이 오케이 가서 지구 반경리 지지라이 매번아 어, 저는 와, 인정 뭐, 디 머신 뭐 필요 뭐, 마스 그알마, 음, 동요 뭐, 동요 거 인정 태 라이매, 인정 시대 마주 하란 뭐, 어, 와, 레란 마주 好嘞。인, 레란 마주 인, 세미뉴 뭐, 세미 부정 매, 어, 어, 다섯 나 레란 마주 인, 프리미엄이 돼야. 어때? အာဟုတ်တခြား premium တွေကဘယ်သူထည့်ခြင်းတွေလဲဘယ်လိုစဉ်းစားပြီးတော့အဲ့လို Haaland နဲ့ Zinho ကိုအရင်ထည့်လိုက်တာလဲပေါ့နော်တခြား premium ရောမထည့်ဘူးလားပေါ့အဲ့ဒါစိတ်မသာဘူးဩလာမယ်လေတခြား premium ကတော့ဟုတ်လာမယ်လာမယ်ပြီးကြရင်လာမယ်ဟုတ်အခုကခုနပြောလို့ပဲဟုတ်အခုနည်းနည်းဟော့နေရပေါ့နော်တကယ်လဲကြမ်းနေရအဲကိုစီမှလည်းအရင်နောက်နေရရှိရှိရပေါ့နော်အဲ၃ယောက်တန်း၂ယောက်ကအဲ့တော့၂ယောက်ကိုတော့ပြန်ခေါ်ရတယ်ပေါ့နောက်တန်းလေးကကြတော့အမ်ဒန်ဘန်ပေါ့ကာဆီက 哦ကာဆယ်ရတန်ပန်းတန်ပန်းကတော့အမှတ်တီယူယူပေးရနော် assist ပါရပါလိုက်တဲ့ဟုတ်တယ်ဗျာဟုတ်အဲ့ဆိုရင်ကျွန်တော်တို့ဟုတ်嗯ရှည်တန်းရှည်တန်းဟုတ်ရှည်တန်းကပဲကျွန်တော်ပြန်ဆလိုက်မယ်ဗျရှည်တန်းကကျွန်တော်ကကျွန်တော်ကတခုပေါ့နော်ဗာလဲဆိုဒီပါမာဒီမာရက်စကာပြောပုံရာဆိုရင်ပါမာဂိမ်းဝီ9လောက်တော့ပြန်ပါမယ်ပေါ့နော်အဲ့တော့ ဟိုအဲ့အချင်းတွေလို့ကြည့်ပြီးတော့เนาะလောလောဆယ်တော့ဒီပက်ထရိုတော့ထည့်ထားပြီဗျာပက်ထရိုကဒီမရွေးလို့လည်းမရဘူးပေါ့ဗျာအဲ့လိုမျိုးပုံစံမျိုးလေးဆိုတော့ခြေထဲမှာကြောက်ပက်ထရိုကတော့ထည့်ထားသေးတယ်ဟုတ်အာကျွန်တော်ကလေတခြား admin တယောက်ဖြစ်တဲ့ SKGV ပေါ့เนาะသူနဲ့အဲနှစ်ကိုကြားလေးပြောနေတာ GPU ထုတ်ရင်ကောင်းမလားဘူးဝင်ခေါ်ရင်ကောင်းမလား GP ထုတ်မယ်ဒီပါကြီးနှစ်ယောက်သားပြောနေကြဒါပေမဲ့စီကူးအမြင်ကကြတော့ပါမမရှိရတဲ့အတွက် သူတယောက်ပဲရှိရအတွက်သူတယောက်ခဲကိုပဲယုံကြည်အောင်ပါအဲအဲ့လိုပေါ့ဟုတ်တယ်ဗျဟာโอเคโอเคဟုတ်နောက်တယောက်ကကြတော့နည်းနည်းအပြောင်းလဲလဲရှိနိုင်တယ်ဘောနော်လောလောဆယ်ကျွန်တော်ကြိုက်တာတော့ဒီကျွန်တော်အမြဲပြောပြောနေရပြည်တယ်ဒီ wolves ကဟိုလာစင်ပေါ့သူက different shape ဖြစ်သွားလိမ့်မယ်လာစင်ဟုတ်ဟုတ်တယ် strand လာဟုတ်တယ်နှစ်ပွဲသက်ချောင်းမယ်နော်တန်တဲအတင်းနဲ့နှစ်ပွဲသက်လိုက်တွေ့ရမှာနော်ဟုတ်ဗျာ ဟုတ်အလဲတန်းပေါ့နော်အလဲတန်းကကြာတော့ဒီ game week ဒီ음 game week တော်တော်များများအထိတုံးလို့ရပြီကျွန်တော်မှတ်ထားသလောက်ဆိုရင်ဟိုလောက်တိဖြစ်မှတင်တယ်ခါလေးအဲ Pelis က game week 15လောက်တိတုံးလို့ရပြီအကောင်ကအဲ SML စားပေါ့စားခတ်တော့လေးလေးပင်ပင်လေးရှိသွားပြီအတင်းရကြိုက်ပြီနောက်တရား စားပြီးွားရင်တော့ကျွန်တော်ကဒီ talisman တွေကိုကျွန်တော်ခေါ်လာကြိုက်တယ်ဗျအဲ့တော့အဲသူက penalty တော့မကန်ရဘူးထင်တယ် kudas ပေါ့ kudas ဖောင်ကောင်းတယ်အရန်ကောင်းနေပါတယ်လက်ရှိဗျာ kudas ကပွဲကြည့်လို့ရှင်လေအော် तू ကလည်း तू ကပဲယုံနေရဆိုတော့ဇီကူးကြိုက်တယ်လို့နှန်းစားပြောပါနော်ဟုတ်တယ်ကျွန်တော်ရမ်းကြိုက်တယ်ဟုတ်ပြီးလို့ရှင်တော့ဒီဆရာခုနမေရဲ့ premium ပေါ့ premium ကကျွန်တော်တော်လေးစဉ်းစားလိုက်ရပြကျွန်တော်အစားတော့အစားလာဟိုထုံးမတော့စဉ်းစားခဲ့ပေါ့နော် အဲကျွန်တော်ကျွန်တော်အမြင်နေမကောက်တခြားလူတွေရဲ့အမြင်နေပါသိကျင်တာပြအဲ့တော့အဲလီဗာပူးလ်နေရာလဲဆာလာဒီ FA တော့မကောင်းဘောဗျာအသင်းတော့တော့သူကဒီ of the ball moment နေမှာလုံးဝထောက်ကူပြုတ်ရယ်ဘာညာဘောတော့ဒီ FA တော့တော့လုံးဝအကျိုးမရှိတော့ဘောနည်းနည်းမနေ့ကတည်းကဆိုင်တော့တော်တော်လေးကျော်ပါလာတော့တွေ့ရတဲ့ stat တွေအရနေအဲ့တော့ဆာလာကိုကျွန်တော်ဖြုတ်လိုက်တယ်ဖြုတ်လိုက်တဲ့အတွက်ကြောင့်မလို့ဒီအခုဆာကာကိုကျွန်တော်လက်တွဲခြင်းနဲ့ တော့ဟုတ်စားထည့်ပြီးရင်တော့မှအဲပူပူဆက်ဆက်ကလေးဖြစ်သွားငရုတ်သေးပါထည့်လိုက်ငရုတ်သေးလေးပါထည့်လိုက်ရှုပ်လို့အရသာဆုံးစကွက်ဟုတ်တယ်သူကဗျာအာဆင်နယ်မှာပနာဒီကလည်းဘယ်သူကံမလဲပေါ့နိအဲ့လိုမျိုးအနေထားဆိုကိုယ်ကောင်ကလည်းကံရင်ကံရနိုင်တယ်ပေါ့နော်အဲ့လိုအနေထားမျိုးလေးဆိုတော့အမ်မဲနိုင်တဲ့သဘောပါပဲဒီအချိန်တန်လို့ရှိရင်ဒီစကားကိုပြန်ပြီးတော့ဆာလာနဲ့လည်းပြန်လဲလို့ရမယ်ပေါ့နော်အဲ့လိုမျိုးဒီ bench ထဲမှာလည်းပတ်စံအမ် 1.4 million လောက်ကျန်မှာတင်တယ်ကျွန်တော်ခုလက်ရှိ tin value နေထားရဟုတ်အဲ့တော့အလဲတန်းမှာတနေရာလွတ်တယ်ပေါ့နော်အဲ့တော့အဲခိုးချမ်းနေရဲ့ကောင်လေးဟိုဟာပေါ့ Brighton က Minda ပေါ့ Minda ကိုထည့်ကျင်ပါတယ်အော် Minda ကိုထည့်တော့မှင်တက်သွားပြီပေါ့နော်အဲအစမ်းလေးဖြစ်သွားတာပေါ့ Minda ကအမှတ်တွေယူဝင်တော့ယူရဟုတ်တယ်ကျွန်တော် post တင်လိုက်သေးတယ်အာတင်ပြီးနောက်ပိုင်းတော့အဲ post တွေကတယောက်မှမရပါဘူးပေါ့နော်ကန်ဆိုးစွာ နဲ့ပဲကျွန်တော်ပဲ change လိုက်တာလားတော့မသိဘူး။အော်အဲဇီကူရဲ့အခုဟို mid နဲ့ forward မှာကြာတော့ဇီကူရဲ့ plan ကကြာတော့တကယ်လို့ပေါ့နော်ဆာလာနဲ့ပါမာနဲ့ premier တယောက်ယောက်ကိုအရေးပေါ်လုံးဖြုတ်လိုက်တက်လိုက်အမြန်ဆုံးလုပ်လို့ရအောင်ဒါ season ထားတဲ့ရှစ်ရှစ်ယောက်လို့ပြောလို့ရမယ်ပေါ့နော်။ဟုတ်တယ်ဇာဟုတ်တယ်အဲ့လိုမျိုးလေးလောက်ထားရပဲ။မဟုတ်ဘဲနဲ့သိရမလား။ဆာလာအထိုင်ဖြတ်လိုက်ပြီးတော့အကုန်လုံးက၈တန်းနဲ့8တန်းနဲ့ပြုံထည့်လိုက်လို့ရှင်ကျတော့တင်းရ ပရီးမီယံလကောင်ပြန်လိုချင်တဲ့အခါမှာလောရကန်အခက်ဝါမှာလေအကြနည်းနည်းလေးကြိုတင်ပြီးတော့အကာရတယ်ပေါ့ဟုတ်တယ်ဟုတ်တယ်ကျွန်တော်လာဆန်ကိုမြင်လိုက်ကြရအဲ့ဒါ IT စဉ်းစားမိတယ်ဥပမာကျွန်တော် draft ဆိုလို့ရှိရင်ဟွာကြီးပါတယ်ဗျာအဲ Yorkrath နဲ့လေ Yorkrath နဲ့၃ယောက်ကျွန်တော်ကဝမ်ကတ်တော့၃ပြီးသွားပါပြီအဲ့လိုဆို Sequel track လေးကအဆင်ပြေတယ်မိုက်တယ်အဲ့ဆိုနောက်တန်းနောက်တန်းဆက်ပြောမလားဟုတ်နောက်တန်းပြောမယ်ဗျနောက်တန်းကခုန massive တော်မလားမရှိသင့်ရှိတတ်တယ်နေမှာကျွန်တော်ပြောဖို့တရားမေးပါဗျအဲ့ဒါဟောအာဆင်နယ်ကကာပရီယယ်ပေါ့နော်โอเค ဟုတ်ပြီးလို့ရှိရင်တော့ဒီ4 million တူပါနော်ဟုတ်တယ်အကုန်ရတယ်4 million เนี่ย4 million เนี่ยပထမဆုံး4.1 million ဖြစ်သွားတဲ့ Adrity ပေါ့อืมตู้ก็จะบาลงยื้ออ่ะแหละอ๋อตัวอ่ะดีดีซีปอยต์นี่แหละยาได้พี่ก็โกยเลยตะตะตรึงเนี่ยปะเนาะพี่ก็บอนัสพอยต์นี่แหละยาได้ดีซีอ่ะเลยตะอั้นตันเนี่ยปะเนาะดีดีซันนาลัทอิงควินฟอร์มเนี่ยไม่ซู้ป่ะเออตะชุบเวเลยมาညှက်ตรงเลยอ่ะป่ะอะคือส่วนเองจรเรา ဒီ gain weight အိမ်မှာဆိုရင် lasin ကို bench ပို့ပြီးတော့ဒီ elevate ကိုတုံးလို့ရကောင်းရနိုင်တယ်ပေါ့အဲမျိုးလေးတစ်ချက်တော့စဉ်းစားကြည့်နေဒီ budget ကလည်းတန်တော့ဗျာဒီအမှတ်က defense ကသူ့အပေါ်မှာ quee ရယ်အဲနောက်တယောက်ရယ်ပေါ့နော်ကျွန်တော်နည်းနည်းမေးပါလို့အဲတယောက်နှစ်ယောက်ပဲရှိရဗျာသူက goal twin လိုက်တာမှာထောင်တက်သွားတာနော်ဟုတ်ပါနေပွင့်တော့တင်း forest နဲ့အဝေးဝင်းကိုထချမ်းပြီးတော့လीမထင်မှတ်ပန်းနဲ့ဟုတ်ပါဟုတ်ပါဟုတ်အဲဆိုရင်နှစ်ယောက်ကြံမယ်နော်နှစ်ယောက် အဲနောက်တန်းနှစ်ယောက်မှာနောက်တစ်ယောက်ကကြတော့ဟိုပေါ့ဆက်နှစီပေါ့ DC point ကင်းပေါ့အဆုံးပတ်တော့မရပါဘူးနောက်ပိုင်းပတ်တည်မှာတော့ तू ကထုံးစံတိုင်းပဲပြန်ရနေအောင်ပါเนาะဆက်နှစီက goal တွေရော assist တွေရောရတတ်တယ်ပေါ့ तू ကလည်းမရှိမဖြစ်ပုံစံမျိုးလို့ပြောရင်ရမယ်เนาะဟုတ်တယ်ဗျ तू 4 point နိုင်ရပြီ4.5ကနေတက်လာခဲ့တာเนาะဟုတ်တယ်ဗျ तू လည်းမြန်တယ်ပေါ့เนาะနောက်တန်းနေအဲ့လောက်ထိတက်သွားတာမျိုးကတော့ ကျွန်တော်တို့ software တာတန်းတစ်ချက်မှာအရန်ကြီးတော့မမြင်ဘူးဒီနှစ်ကတော်တော်လေးကျန်းတယ်လို့ပြောရစေတတ်ကြလေဟုတ်ကဲ့ဟုတ်ကဲ့ပွဲချက်တဲ့ဆိုပေမဲ့လို့เนาะသူက DCP နဲ့ဟိုဖြစ်နေနေเนาะအကျိုးပြုတော့တယ်ဟုတ်တယ်နောက်နောက်ဆုံးတစ်ယောက်ကကြတော့ဒီ Palace ကပေါ့เนาะကျွန်တော်အဲ့ဒါပြောတာဘယ်နှခါရှိလဲမသိဘူးဒီ Palace ကိုအရင်ဆုံးကဒီ Nottingham Forest လို့ဖြစ်လာမယ်လို့ထင်တယ်ပေါ့เนาะအဲ့တော့သူတို့တရားနောက်တန်းတယောက်ကိုလည်းဆွဲထားတင်တယ်ပေါ့အဲ့တော့အဲ့တော့ဈေးအနေထားရပေါ့နော်ကိုတန်းနိုင်တဲ့လောက်အနေထားလမ်းကြည့်လိုက်တဲ့အခါမှာ ဒီစီပွိုင်းလည်းရရတယ်အဲကလင်းရှိလည်းရနိုင်တယ်ဗောနော်ဘောနပ်စ်ပွိုင်းလည်းရနိုင်လောက်တယ်အဲ့တော့ဈေးလည်းအတန်ဆုံးဖြစ်တဲ့ Richards ကိုရွေးရပါတယ်ဒါပဲလीရစ်ချတ်ပဲလीเนาะသူရတင်းရစ်ချတ်အဲဟုတ်တယ်တန်နေသူကနော်5လောက်ဖြစ်ရမှာသူ VR လीဒီ CB ကတော်တော်ဖိတ်ချရတယ်အဲ့လိုပုံစံမျိုးတောင်ဟုတ်တယ်ဟုတ်တယ်ဖြစ်နေရဟုတ်တယ်ပြအဲ့ဆိုကျွန်တော် ဇီကူရဲ့ဘူသမားတိဖို့ချမ်းပဲเนาะဘူသမားဘသူရွေးမလဲပေါ့ဟိုရာယာလာဗီကာရီယိုလာဒါမှမဟုတ်ဘသူလေးလဲပေါ့ဟုတ်အဲ့လေဘူသမားကတော့ဘူသမားကတော့ line နဲ့အမြဲတမ်းရရတယ်ဈေးလက်အတန်ဆုံးဖြစ်တဲ့ဒူရာကတော့အဲမဖြစ်မနေထည့်ထားမှာပေါ့ဗျဒူရာကလေအော် okay ဟုတ်အဲ့တော့ main ဘူသမားတယောက်လုံမယ်ပေါ့เนาะသူနဲ့အဲတွဲလုံးလို့ရမယ်အဲ့တော့ကျွန်တော်ပွဲတွေကိုလိုက်ကြည့်ရအိုင်ဒက်စ်အရာလိုက်ကြည့်ရပေါ့เนาะဒီ so oh, ကောနာတွေမှာလည်းထွက်ဆွဲတယ် figure တွေ subbase တွေမှာလည်းထပ်ထွက်ဆွဲရပါတော့အဲဘိုင်ဝမ်အလုံးတွေလည်းကောင်းတယ်မဆိုးဘူး save တွေလည်းကောင်းတယ်အဲ overall ခြုံကြည့်လိုက်ရင်တော်တော်လေးကျေနပ်စရာကောင်းတယ်ပေါ့ तू clean ရရအကောင်မှာ तू ကတခြားပြန်ကိုဒီမှာတချို့လို့မဟုတ်ဘူးဗျာအဲ bonus point လေးပါရတတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်က city က donnarumma ကိုရွေးပေးခြင်းလည်းဗျာအော် donnarumma donnarumma wow. ရဲ့လေဟွာ ဒူနာရူမာကိုလူဘယ်နှယောက်ကပိုင်ထားလဲဆိုတော့တော်တော်လေးနည်းတယ်နော်9.1%တင်းနေဆက်တက်ပိုင်ရသည်ဆိုတော့တော်တော်လေးဝင်လာကြတာပါနော်ဟုတ်တယ်မဆိုးဘောနော်ဝင်လာရယ်အမန်စီးတီးကလင်းရှိရတိုင်း तू ကသူကစားနေပြီဒီအသင်းကနော်အဲ့မိုက်သွားပြီဟုတ်လား bonus point တွေက तू ကရဖို့နှီးရယ်နော်နှီးရယ်နှီးရယ်အခုမရသေးဆိုရင်လည်းအဲအဲရလာနိုင်တယ်ဟုတ်တယ်ဟုတ်တယ်ခုနကကျွန်တော်မှပြောသွားတာရရရတယ်ဆိုတော့မဟုတ်ဘူးဘောနော်ရ ရဖို့ chance များတယ်ပေါ့ဟုတ်ဟုတ်အဲ့တော့ကျွန်တော်တင်လေးရဟိုပါပေါ့0.6 million ပို့နေလိမ့်မယ်ဗျအဲအဲ့ဒါမြင်ကျွန်တော်လက်ရှိ10 value ပါပေါ့နော်ဟို0အမ်0.8ပဲဗျအဲ့တော့နှစ်ခုပေါင်းလိုက်တော့1.4 million ဘန်ထဲမှာပို့နေရပေါ့နော်အဲ့တော့ပါမာကိုတကယ်လို့ထည့်ခြင်းနဲ့ဂျာဘတ်ကိုထုတ်လိုက်မယ်ပေါ့နော်အဲ့ခါပြီးရင်နောက်တရားလောက် ထည့်လိုက်မယ်ပေါ့အဲ့လိုမျိုးလေးလေးဆွဲလို့လို့ရအောင်သွားလိုက်မယ်ပေါ့အဲ့ခါကျရင်ဩအဲ့ Gabriel ညမှာသူတို့ပွဲချက်တဲ့ပေါ့နော် game week 73လောက်ကြောင်းရင်အဲ့လို budget ဘန်တိုင်းနဲ့လဲပို့ရော plan ထားမှရှိလားอืมအဲ့ကောင်မြင်ကြရင်တော့ဟုတ်ပြန်လဲလဲတဲ့တော့လဲရမှာပေါ့အခုလဲ Van Dijk ကို Gabriel နဲ့လဲတာဆိုအဲ့ခါကျရင်ခြောင်လာအဲ့ခါမျိုးကြရင်လဲပြန်လဲရမှာပေါ့ ဟိုအခုဇီကိုရဲ့အသင်းမှာဆိုရင်ကျွန်တော်သတိထားမိတာဟိုတိုက်စစ်မှာဆိုရင်ဒါဂွေယူလို့စားသမားမပါဘူးဗျာအာကွင်းလယ်မှာဆိုလို့ရှိရင်လည်းပဲဟိုမှာ stash လို့လိုမျိုး josh kin လို့လိုမျိုး anavla တွေမပါဘူးဆိုတော့ဒါဟို bamboo မဲ့အရေးအယံနေကျွန်တော်ခန့်စားမိရဲပေါ့နော်ဆိုတော့ bamboo ကိုဘယ်အပတ်တွေလောက်မှာအဲတုံးပြမယ်လို့ယူထားလဲပေါ့အလုံးနှစ်ပတ်လောက်ပြပြကျွန်တော်ပြောပြပါလားဟုတ်ဟုတ်ဒီလူစင်းရတော့음 bamboo ကိုကျွန်တော်စဉ်းစားကြည့်တယ်ကတော့ game week 9မှာတော့ တိတ်တော့မဖြစ်နိုင်ဘူးလို့ထင်တယ်အဲ့တော့အနီးဟိုနည်းနည်းခက်ဝဲဝဲမှာတခုတော့စဉ်းစားတာပေါ့လေဂိမ်းဝင်နိုင်တယ်ပေါ့အဲ့ခါကျရင်တော့ဒီလူတွေကဒီလူတွေဟုတ်ချင်မှလည်းဟုတ်တော့မယ်ပေါ့ဒီ Van Dijk Liverpool တပည့် app ပေါ့နော်အဲ့ဒါလည်းဖြစ်လာနိုင်တယ်อืม United ကစားမလည်းပါရှင်ပါကောင်းပါနိုင်တယ်ပေါ့ဗျာ City ကစားမလည်း Triple အဲ့ဒါမျိုးဖြစ်လာနိုင်တယ်အဲ့လိုမျိုးပေါ့ဘုံမောက်က၂ယောက်လောက်လည်းပါရှင်ပါနိုင်တယ်ပေါ့အဲ bench boost က ဂိမ်းဝင်နိုင်တင်းမှာတော့မှန်းလာပါဘောနော်ဒီအနည်းဆက်ဆုံး음ဂိမ်းဝီဆိုရင်တော့ဒီဂိမ်းဝီ30လောက်တော့သုံးလို့ကောင်းနေဗျ30လောက်တော့မြင်နေဘောနော်တေချာအဲ့ဒါတော့မသေးကြပါဘူး19ကတော့ဖြစ်ပုံများတယ်ဗျအော်အဲ့တော့ strandler sand ကိုယူလိုက်တာလीအဲ့နေရအဲ့ဈေးတစ်ဝိုက်မှာဆိုလို့ရှိရင်ဒီ water mar ဒီတို့လीရီချာလက်ဆန်တို့အဲ့လိုလေးရှိတယ်ပေါ့နော်အသင်းငယ်လေးတွေကလည်းဖြိုးရှိတယ်အဲ့ထဲကမှ strandler sand ကိုယူလာဆိုတော့ wolf ကလी ်ပွဲကျက်တဲ့ပွဲဆိုရင်သူတို့ကပျောက်သွားတဲ့ပဲနော်ပွဲချောင်ရင်တော့သွင်းလို့ရှိရဲဆိုနှစ်ပွဲပြီးလို့ပွဲတွေနည်းနည်းပြန်ကျက်တဲ့အခါကျရင်စတန်လာဆင်ကိုလဲမာလာဆက်ထားမှာလိုင်းအာကောင်းတယ်ဗောနော်အမေကုန်းလေးကသဘောကျတယ်အဲ့တော့ကျွန်တော်ကအဲ့လိုကြိုးတော့မစင်စားရသေးဘူးနော်ဒါကနည်းနည်းတော့အဲလိုတော့လိုသေးရဆိုတော့ဒါမဲ့ကျွန်တော်တခြားစဉ်းစားပြီးဖြည့်ချင်းတော့อืมลาซินเนี่ยมาแท้ผู้ตามาแหละกูสิมาก็ดีวอเตอร์มาร์เดโตឧបมาดีอีเวนเนสันโต အဲထားပါတော့ဘူးတို့မာတေတာတို့ဘဝန်တို့လိုကစားမှမျိုးထည့်ကြရင်တော့ကိုယ်စီမှာတသန်းခွဲနှစ်သန်းလောက်တော့ပုံနေမှရမယ်ဗောနော်အခါကျရင်တော့လဲပြအကောင့်လဲပြနိုင်တယ်ဗျအခါကျရင်တော့ဘသူနဲ့လဲရမလဲဆိုတော့တခြားစဉ်းစားကြည့်ရင်တော့အဲဘဝန်လောက်ပဲလဲပြမှထင်တယ်ဘဝန်ဘာလို့လဲဆိုတော့ဒီနူနူဆန်တို့နူနူဆန်တို့ရဲ့လက်ထက်မှာဒီသူခြေတန်းကစားမတွေကသူ့အပြအဲ့လိုနူနူဆန်တို့ကခြုံစက်လို့ပဲဒီခြေတန်းကစားမတွေကသူ့လက်အောက်မှာတော်တော်လေးကျန်းတာတွေ့ရတယ်ဗောနော် အဲ့လိုဒီ Raul Jimenez တို့အဲနောက်ပြီး Wood တို့တခြားသမားတွေရှိသေးတယ်ဗောနော်အဲ့လိုမျိုးအဲသူ့လက်အောက်မှာကျန်တာမျိုးကြီးကျွန်တော်တွေ့ကြရပြအဲ့တော့အဲ့ logic လေးကိုကင်ဆယ်ပြီးတော့ပုံဝန်နဲ့ထဲကောင်ထဲနိုင်နေပေါ့ဟောဟုတ်ကဲ့အဲကျွန်တော်လည်းတွေးမိပါတယ်ဒါဇီကူကလည်းနူနူစန်တိုဆိုပဲပေါ့နော်ချွန်ဆက်နဲ့တူပဲဘာဖြစ်လို့ဆိုဇီကူရွေးလိုက်တဲ့ကစားသမားတွေကဒါထချမ်းနေပေါ့နော်ကူဒက်တို့ပါလို့လည်းပဲကောင်းလာတယ်ဆိုတော့ ်ဒီ logic ကိုဆွဲကင်ပြီးတော့စီကူးခေါ်တဲ့ကသားသမားတွေကိုကျွန်တော်လည်း like ပေါ်ကိုစဉ်းစားမယ်ပေါ့နော်အဲအဲ့တော့ဒူဂျမ်းပြီလေအဲ့ဆိုတော့ပြည့်စုံပြီတဲ့နော်အဲဒူဂျမ်းပြီဒီကပ္တိန်ကတော့တော့တဲ့ဒီဟာလန်ကိုပဲကျွန်တော်များပေးမှာပေါ့နော်ဟုတ်ကပ္တိန်ကတော့ဟာလန်ပဲဟာလန်နဲ့ပတ်သက်ပြီးကျွန်တော်တခုပြောချင်လို့လေကျွန်တော်ဒီနေ့အဲ FB ရဲ့ official page ကတင်တာပေါ့နော် ACD အင်ကွင်းမှာသူကဘယ်လိုပြောမလဲအင်ကွင်းနေမှာပေါ့နော်ဟာလန်အတွင်းနဲ့ကိုယ်ရေတွက်တွေကိုသူတင်ပေးတာရယ်အဲ ဆရာတို့သွားကြည့်ကြပါနော်ဒီ app ရယ် Facebook မှာဟောဒီ X ပေါ့နော် Twitter လို့လည်းခေါ်ရပေါ့အဲ့မှာလည်းရှိရပေါ့နော်အဲ့မှာသွားကြည့်ကြပါသူကဟာလန်ဟိုသူများတွေရဲ့အင်ဝင်တွေမှာတွင်းလာပေါ့နော်3 9 2 9စသဖြင့်ပေါ့ဒီ CD ရဲ့အင်ဝင်မှာဟာလန်52ပွဲမှာ52တောင်တော့မြည်တွင်းလာအဲ့တော့တပွဲကန်ရင်တကိုးနှောင်းရတယ်လို့မျိုးကြီးဖြစ်နေ啊ဗျအဲ့တော့ဟာလန်ကအင်ဝင်မှာကန်ရမယ်ဆိုဟာလန်ကိုပဲကပတိန်ပေးလိုက်တာတော့စိတ်ချပါဗျ ိမ်ဝင်းဆိုရင်အားလမ်းပဲပြေးမကြည့်နဲ့သူကအဲ့လိုကွင်းလေးကိုမျက်ခင်းလေးပေါ့ဖက်နက်ကလေးနဲ့ခြေချလိုက်ပြီးဆိုတာနဲ့ဒါတကူရအောင်မယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေရဟုတ်တယ်ဟုတ်တယ်အာဆိုဟုတ်တယ်နော်အားလမ်းရတော့မရှိမဖြစ်ဖြစ်သွားပြီဆိုတော့ okay အဲ့ဆိုဇီကူတက်တဲ့ပတ်သက်ပြီးဘာတွေပြောချင်သေးအောင်ကျွန်တော်ကတော့သိပြောစရာတော့မရှိတော့ဒါကြီးကကောင်းတယ်ပေါ့နော်ဟိုကျွန်တော်အပူရင်လည်းရအောင်ပါဆိုတော့ game we အိမ်မှာ wine get တုံးတယ်ဆိုတာဒါအချိန်မှန်ပဲဗျာတဲ့မှာရှိတဲ့နဲ့သူရှိတဲ့နဲ့အချိန်မှာဆွဲလိုက်တယ်ဆိုတာဒါအချိန်ကောင်းခါကောင်းပဲဆိုတော့မိုက်တယ်ပေါ့နော် ဟုတ်တယ်ဗျ။အဲ့ဆိုโอเคဒီကိုကျေးဇူးပါနော်။နည်းနည်းလေးမီးတယ်လေ။ကျေးဇူးပါဗျ။ဟုတ်။ဒီလေဒီတပတ် wind up on မှာတော့လေ။ဆိုတော့ဒါကတော့ဇီကူနဲ့ကတော့အကြိုက်တွေတော်တော်များများတူပါတယ်။ဒီဒီကစားသမားတွေလည်းဈေးတက်တဲ့ကစားသမားတွေပဲပေါ့နော်။ဆိုတော့ tin value ရလဲမြင်တယ်။ဆိုတော့အခုဒီမှာတစ်ချက်မေးနေတာလေဒီဆာလာပေါ့နော်။ဒီမှာဒီဆမ်လို့ရောဇီကူလို့ရောဒီဆာလာထုတ်တင်လာလို့ ဆလာထုတ်ရင်အာထုတ်တင်ပြီလားမထုတ်တင်ဘူးလားပေါ့နော်ဒီ wide gap သုံးတင်ပြီလားမသုံးတင်ဘူးလားဒီ post တွေလည်းအနေနဲ့အကိုတို့တွေ့ရတာလေဆိုတော့ဒီ game week မှာတော့တေချာပေါ့ဆလာကိုပယ်ရမယ်ဆိုတော့ဆလာအာဆလာမပါဘူးပေါ့နော်ဆိုတော့ Haaland နဲ့နောက် Premier ဆိုရင်စကာရှိမှာပေါ့နော်ဆိုတော့ဒီဟို Zigu ရဲ့ဒီတင်ရပါပေါ့နော်ဆလာပြန်ပေါ်ဖို့ရရှိလေလားဒါမှမဟုတ်ဒီနေ့ဒီဒီစကာနဲ့ဆာ Haaland နဲ့ ကပ်ပဲပြီးမှာဒါမှမဟုတ်ဟာလန်ကပ်ပဲဘယ်လိုမျိုးလေးစဉ်းစားထားလဲပေါ့နော်ကပ်တိန် choice လေးနဲ့စာလာကိစ္စလေးနည်းနည်းတော့ဒီခုသိချင်လို့ပါဒီ draft ရပါလေဟုတ်ကဲ့အာဒီ draft မှာကျွန်တော်ခုနကတော့ပြောခဲ့လို့ပဲဒီကျွန်တော်တင်မှာဒီအခုအတင်းလောက်လိုက်တယ်ပေါ့ဗျာ1 get လောက်လိုက်တော့0.6 million ပို့နေဗျာအဲကျွန်တော်ရဲ့တင် value လက်ရှိနေတာအဲ100.8ဆိုတော့0.8 ဘောနော်0.8တရားရဲမှာ၈တန်းပုံနေအဲ့တော့ခုန0.7နဲ့ပေါင်းလိုက်တော့1.4 million ပို့ရပေါ့အဲ့ခါကျတော့တခြားနေရာဟာလေးကို weight ကလေးနည်းနည်း short ပြီးတော့ဒီဆာလာကိုပြန်ခေါ်လို့ရအောင် လုပ်ထားရပေါ့ဆာလာကိုမကြိုက်ဘူးရရတယ်အဲ့ဆိုရင်ပါမာဂိမ်းဝင်နိုင်မှာတခြားဘောပြန်လာမယ်လို့ပြောလို့ရှိရင်လည်းပါမာကိုခေါ်နိုင်အောင်လုပ်ထားရပေါ့အဲအဲ့မျိုးလေးကဆာလာနဲ့ပတ်သက်တဲ့ဟာလေးပေါ့ဟုတ်ပြီပေါ့နော်အဲဆာလာက ကာလာကိုပြန်ခေါ်ကောင်းပြန်ခေါ်နိုင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုခုနဆရာဟိုဟာကန်ဆရာကန်ဒရစ်ပြောလို့ပဲဒီ game week တက်တင်းပေါ့နော်။တက်တင်းမှာလီဗာပူးကအဲမဆိုးတော်တော်လေးမိုက်တယ်။ဝက်ဆန်နေစားတွေမှာဆက်တိုက်ပြဝက်ဆန်ဆန်နာလန်လီဒ်ဘရိုက်တန်စပါ့စ်ဟူးဖ်လီဗ်ဆိုတာတော်တော်လေးတော်တော်လေးလုံးပြောပြောမယ်။လုံးဝခေါ်ချင်စရာကောင်းအောင်ဆွဲဆောင်နေပြ။အဲ့တော့အဲ့လေးတွေ့လဲကျွန်တော်ကပြင်ဆင်နေရပေါ့။အဲကပတိန်ဘိုင်းမှာကြာတော့ဒီဟာလန်း ဟာလန်ကိုတော့တော်တော်များများပွဲပေးပြင်မှာပေါ့နော်ဟာလန်တကယ်လို့မပေးခြင်းတဲ့ပွဲမျိုးကြီးပေါ့နော်ဘလူပွဲမျိုးကြီးတွေလည်းဆိုတော့စီးရီးယားအမ်ဖီလာနဲ့တွေ့တာမျိုးတို့လီဗာပူးလ်ကိုအင်ကွင်းမှာအဲ့ခံရတာမျိုးတို့ဒီကလင်းရှိရေ၅ပွဲစတဲ့၅ sorry ၅ပွဲအထိရတာတဲ့ကာဆယ်နဲ့ပေါ့နော်ဂိမ်းဝီတွဲမှာအဲ့လိုပွဲတွေမျိုးမှာဆိုလို့ရှိရင်တော့ကျွန်တော်ကအမ်ဟွာပေါ့ဂိမ်းဝီတွဲမှာဆိုစင်မညိုကိုပေးလိုက်တာမျိုးတို့ပါအဲ့လိုမျိုးတွေလည်းလှည့်တောင်းလို့ရတာပေါ့နော်ဝက်ဆန်နဲ့ တွေ့မှာဆိုအဲ့လိုမျိုးဆင်မညိုနဲ့ပတ်သက်ပြီးတော့လည်းဒီကပတိန်ဘေးရဲ့လောက်တဲ့ဒီ confidence ကတော့အဲတဖြည်းဖြည်းတိုးလာရပါတော့ဟုတ်ဟုတ်လားလေ Thank you ပါဇီကူဆိုတော့ဇီကူတည်လာတဲ့ပုံစံကခုနပြောလို့ပေါ့ဆာလာထည့်ခြင်းနဲ့ဆိုလဲ two move လောက်နဲ့ထည့်လို့ရသွားတာမျိုးပါမာ switch မယ်ဆိုလဲဟို price structure အရလည်းတည်လာတာဆိုတော့တော်တော်လေးမိုက်ပါတယ်ကိုနဲ့လည်းတော်တော်လေးအကြိုက်ပြပါတယ်အဲရှီတန်းမှာတော့ဒီစွမ်းလာစံခေါ်တာလေးတော့တော်တော်လေး ထူးကြတယ်ဗောနော်ဒါစန်ဒါလန်နဲ့ဗန်ဒီနဲ့လည်းတွေ့မယ်ဘာလို့ဆိုရှီရန်ကလည်း option တွေတအားများနေလို့လေဘရော့ခရက်ဆိုမာတီမာရဲတို့ဆိုတော့ဒါတွေလည်းခုနပြောလို့ဗောဇီကူပြောလို့ move တစ်ခုလောက်နဲ့ရတယ်ဆိုတော့ကောင်းပါတယ်အကူကတော့အဲ့လောက်ပါပဲဟိုကြိုက်တယ်လीမိုက်တယ်လीဒါ jam squad ဆိုတော့နော်ဖြေပါဗျာ thank you ပါ